နောက်တစ်ခုကတော့ assignment operator ဖြစ်ပါလေ assignment operator ကတော့ equal to ပဲဖြစ်ပါလေဒီမှာကျွန်တော် let is equal to 10ဆိုပြီးတော့ပေးလိုက်မယ်ပေးပြီးရင်ကျွန်တော်တော့ so dollar ဆိုပြီးတော့ခေါ်လိုက်ပါမယ် so dollar a e e ပဲခေါ်လိုက်ပါဒါဆိုရင်ကျွန်တော်10ဆိုတဲ့ဟောင်းရမှာဖြစ်ပါတယ်။ဒါကြီးကျွန်တော်တို့ကဒီ value ကိုထပ်ပြီးတော့ပြောင်းချင်နေဆိုရင်ကျွန်တော်အနေနဲ့ဒီမှာ a plus equal to 5ဆိုပြီးတော့ကျွန်တော်တို့ပေးလိုက်မယ်ဆိုရင်သူ့အနေနဲ့ d ရဲ့ a value ကိုပြန်ပြီးတော့ပေါင်းတော့မှာဖြစ်ပါတယ်ဘလို့ပုံစံပေါင်းတော့မလဲဆိုရင်ဒီဘေးမှာကျွန်တော်ပြတာ a equal to a plus 5ဆိုပြီးတော့အဲ့လိုမျိုးပြောင်းတော့မှာဖြစ်ပါတယ်ဒီကျွန်တော်ဒီမှာလောက်လိုက်ရှင်15ရလာမှာကိုတွေ့ရပါတယ် base quad plus 5 plus operator မသုံးချင်ဘူး minus သုံးချင်လည်းရပါတယ် ဘယ်လို3ဆိုရင်ကျွန်တော်အနေနဲ့ဒီမှာ12ကိုရမှာဖြစ်ပါတယ်ရှင်းတော့ကျွန်တော် comment ပေးထားလိုက်ပါ Okay ဒီမှာဆို7ထွက်လာမှာဖြစ်ပါတယ်ဗော30တန်းနေပြင်ပြီးနှုတ်လိုက်တဲ့အတွက်ကြောင့်မလို့ပါ Okay နောက်တစ်ခုကတော့ကျွန်တော်တို့ multiply ဖြစ်ပါတယ် Okay ဒီမှာတော့ equal to 2ဆိုပြီးတော့ပေးလိုက်မယ်ဆိုရင်14ထွက်လာမှာဖြစ်ပါတယ် ြည်ဒီမှာဆို14နောက်ဒီဟာဖြတ်လိုက်မယ်ဆိုရင်20ထွက်လာမှာဖြစ်ပါတယ်ဒီဘွားဟာမပါလို့ရှင်ပါเนาะနောက်တစ်ခုကတော့ကျွန်တော်တို့တပီရှင်ပဲဖြစ်ပါတယ် a slash equal to 4ဆိုရင်ကျွန်တော်တို့ဒီဟာတပီရှင်ဖြစ်ပါတယ်ဒီလိုမျိုးပါ a is equal to a slash 4ဆိုရင် ်ရေနဲ့ပြင်ပြီးတော့စားတာဖြစ်ပါတယ်အဲဒါဆိုရင်ကျွန်တော်ဒီမှာ10ဦးလေးနဲ့စားရတော့2.5ဆိုတဲ့နေ့စဉ်မှာ5ဆိုတဲ့အောက်ရတော့မှာဖြစ်ပါတယ် key not cool အေ modular file လေးဖြစ်ပါတယ် modular file equal to 3 2ပါနော်ဒါဆိုရင် join 0ရမှာဖြစ်ပါလိမ့် အဲဒီမှာကျွန်တော်ဒူးဝယ်ထားလိုက်ပါမယ်ဒီမှာဒူးထားလိုက်ရင်ပိုင်ရမှာဖြစ်ပါတယ်အဲဒီကတော့ကျွန်တော်တို့ဒီ number တွေပေါ်မှာလှုပ်လှုပ်တဲ့ပုံပဲဖြစ်ပါတယ်ခဲကျွန်တော်တို့ string မှာလာလှုပ်လှုပ်ချင်လည်းရပါတယ်ကျွန်တော် con string equal to hello လို့ပေးမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ string plus equal to ကျွန်တော်တို့အနေနဲ့ဒီမှာ ွားဆိုပြီးတော့ကျွန်တော်တို့ထပ်ပြီးလိုက်လို့ရပါတယ်ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးပြီးလို့ရှိရင်ကျွန်တော်ဒီမှာ console.string ဆိုပြီးကျွန်တော် string ကိုထုတ်လိုက်မယ်အဲဆိုရင်ကျွန်တော်ဒီမှာလေဒါအရင်ဆုံး comment ထုတ်လိုက်ပါ okay အဲ့ဆိုရင်ကျွန်တော် hello ဆိုတဲ့ဟာကိုပဲပထမဆုံးအနေနဲ့တွေ့အောင်ဖြစ်ပြီးတော့ကျွန်တော်ဒီကပေါင်းထားတဲ့ဟာကို comment ပြန်ဖြုတ်လိုက်မယ်ဆိုရင် oh sorry ဒီမှာ left ပြရမှာ okay ကျွန်တော်က comment ပေးတဲ့ဟာကိုပြန်ပြီးတော့ဖြုတ်လိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီမှာ hello world ဆိုတဲ့ဒီပေါင်းထားတဲ့ string ကိုရမှာဖြစ်ပါတယ်ဒီအောင်ကျွန်တော် python မှာလည်းဒီလိုပုံစံမျိုးကျွန်တော်တစ်ခါပြောပြဘူးပါတယ် string concatenation လုပ်တဲ့အကြောင်းလေးပါ ဒီအရကျွန်တော် JavaScript မှာပါဝင်တဲ့ assignment operator အကြောင်းပဲဖြစ်ပါတယ်။နောက်ဆုံး operator ဖြစ်တဲ့ ternary operator ကိုတော့ကျွန်တော်အနေနဲ့ if statement ပြောပြီးတော့မှာပဲကျွန်တော် if statement ကိုရှင်းပြရခြင်းကြမှာကျွန်တော်တစ်ခါလေးပြောပြပါမယ်။အဲဒါဆိုရင်ပို့ပြီးတော့နားလည်လွယ်ကူပါတယ်။ကျွန်တော် JavaScript မှာ operator ၅မျိုးရှိပါတယ်။ arithmetic ရယ် comparison ရယ် logical ရယ် assignment ရယ် ternary ရယ်။ဒီမှာဆိုရင်ကျွန်တော်အနေနဲ့ပေါ်က၄ခုကိုကျွန်တော် ဒီစာလေးကျွန်တော်ရှင်းပြပေးထားပါတယ် aromatic ကဘယ်လိုမျိုးလုပ်လို့လဲဘယ်လိုပုံစံမျိုးလဲပြီးရင် comparison ဆိုတာဘယ်လိုမျိုးလဲနောက်တစ်ခု logical မှာ orient ရဲ့အလုပ်လုပ်ပုံတွေပြီးရင်ဒီ assignment operator က number နဲ့ string တွေမှာဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတဲ့အကြောင်းတွေကိုပါကျွန်တော်ပြပြထားပါတယ်ဒီ source code ကိုလည်းကျွန်တော်တင်ထားပေးပါမယ်